ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာကဲမင်္ဂလာပါဗျာ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီနေ့ကတော့မနေ့ကတော့ကျွန်တော်16သိန်းအဆင့်ရှုံးထွက်ပွဲတွေစပါတယ်မနေ့ကလည်းဒါပထမဆုံးရှုံးထွက်ပွဲအဆင့်မှာကျွန်တော်နှစ်ပွဲလုံးအဆင့်ပြေတယ်ပေါ့ဒီနော် Channel ပွဲတွေလည်းတော်တော်လေးအဆင့်ပြေပါတယ်နော်အဲ့တော့မနေ့ကတော့ဒါ Palmiras နဲ့ Chelsea ကဒါ quarter final ကိုတက်သွားပြီပေါ့လေနော်နှစ်ပွဲလုံးဟာမိနစ်90ရင်းမှာကျွန်တော်ပြောခဲ့သလိုပဲသေတာရခဲ့တယ်ဆိုတော့အချိန်ပိုထိသွားပြီးမှဒီမှာ Palmeiras က1-0အချိန်ပိုမှာပြီးပြီးတော့ Chelsea ကတော့ဒါ1-4နဲ့ဒါ quarter final ကိုရောက်ခဲ့တယ်ပေါ့လေနော်အဲ့တော့နောက်တစ်ဆင့်ဒီ quarter final မှာတော့ Chelsea နဲ့ Palmeiras တွေ့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ရော PSG နဲ့ Inter Miami မှာဘယ်သူတက်မလဲပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုကျွန်တော်တို့ဒါ သုံးသက်ချက်လေးဒီနေ့ပြောပြပါမယ်ဗျာအဲ့တော့အသေးလေး share လေးနော်ဟိုပါဦးအသေးလေးလက်မလေးတွေနော်တယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတို့ရေကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒါ giveaway ဟာလေးတွေတော့ကျွန်တော်ဟိုပြောထားပါတယ်နော် group ထဲမှာကျွန်တော် Telegram group ထဲမှာကျွန်တော်ပြောထားပါတယ်အဲ့ဒါလေးလည်းနော်မရသေးရင်လည်းလာတောင်းပါအောင်နော် brother tanto အ123မင်္ဂလာပါဦးလေးမင်္ဂလာပါအဲဟန်ထွန်းအောင်မင်္ဂလာပါဟင်းစော်နိုင်မင်္ဂလာပါဗျကနေဒါပွဲလေးပြောပြပါအောင် okay ပါမနေ့ကမနေ့ကကျွန်တော်ဟိုပါလေမနေ့ကပါပါလဲ မက္ဆီကိုလာဟုတ် sorry အာရေဗျာနဲ့ကန်တာပါလေကျွန်တော် vivo g ရောက်ပေးခဲ့တာဘလို့ဖြစ်သွားလဲ brother ကြီးနော်အခုမှပြန်ရောက်လို့ brother ကြီးဘာမှမကြည့်ရသေးဘူးဗျာနော်မနေ့ကရလက်တွေကြောင့်တိတ်မကြည့်ရသေးဘူးမနေ့ကကျွန်တော်အော်2စီးဗျာနော်ကွက်တီပါဟလာမနေ့ကကျွန်တော်မက္ဆီကိုနော် vivo g ရောက်2စီးရောက်ကွက်တီလေးအဆင်ပြေပါနော်မနေ့ကမောင်းမောင်းတော့ပေါက်လားမသိနော် viking ကဟော viking ကတော့ဒဲကြီးပေါ့လीနော်မနေ့က viking ဒဲကြီးမှာကျွန်တော်ဝမ်းဝမ်းလေးနဲ့ကျွန်တော်အဆင်ပြေတယ်ဆိုတော့မနေ့ကပြောသမျှပွဲအားလုံးအောင်ဝင်ထင်ပါတယ်နော် brother တို့ ောင်းလေးဘာလေးတွေရလိုက်မယ်တင်ပါရပြမင်္ဂလာပါညီကိုတို့ရေအဲ့တော့ဒီနေ့ရောဘာလုံးမှာလဲနော်မက်ဆီတက်မှာလား PSG တက်မှာလားဘာလုံးမှာလဲနော်ဘာသာဟန်ထွန်းအောင်မင်္ဂလာပါဟိန်းစောနိုင်မင်္ဂလာပါဇောဇောမင်္ဂလာပါကျော်စင်မင်္ဂလာပါကိုကြည်မင်္ဂလာပါစော်ကြီးမင်္ဂလာညီနောက်ကြရင်ညီဟုတ်တယ် brother ရေ sorry ပါကျွန်တော်ဒီမှာအလုပ်တစ်ဖက်နဲ့ဆိုတော့နည်းလေးနောက်ကြနေပါเนาะဂျာစီဆိုင်တော့ကျွန်တော်ဒီဘက်အလုပ်လေးနားပါမယ်เนาะဒါဘောလုံးပွဲပဲတကြပါအာယုံဆိုင်ပြီးပါမယ်เนาะညီကိုတို့အဲ့တော့မင်္ဂလာပါဗျ brother HF HF မင်္ဂလာပါမိုးလွင်ဦးမင်္ဂလာပါဗျတန်းစင်မင်္ဂလာပါကိုကူမောင်မင်္ဂလာပါ အဲဘယ်ပြောလဲဒီနေ့မောင်းရှိလားခင်ဗျာဒီနေ့တော့မောင်းမရှိဘူး brother ကြီးလက်ရှိကြည်ရတဲ့လောက်ကတော့အရန်ကြီးတော့မကြိုက်ဘူးပေါ့နော်နောက်တော့ကပွဲရလဲနေဝါပြီဟိုလိုမျိုး group stage ကလိုမျိုး၄ပွဲလောက်မရှိတော့ဘူးနော်အခုကနေတိုင်းဒီပါ၂ပွဲလောက်သာအဲဆော့ရမယ့်အနေအထားဖြစ်နေတယ်ဆိုတော့မောင်းထက်ဆိုင်ကျွန်တော်တို့ body ပဲပိုအားတန်တဲ့အတွက်ကျွန်တော်တို့ဒီလက်ရှိကတော့မရှိနိုင်မရှိတဲ့လောက်ဖြစ်မယ်ပေါ့လीနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒီထဲမှာ၂ပွဲရှိမယ်အောက်ကဟိုကဘာရှိမလဲဆိုတော့ကျွန်တော်တို့ အာ USA နဲ့ Costa Rica ရတယ်เนาะကနေဒါနဲ့အဲ Guatemala เนาะမကြိုက်ဘူး brother ရေเนาะမနေ့က Mexico ကတော့တော်တော်လေးကြိုက်တဲ့အတွက် brother တို့ပြောပြတာဖြစ်ပါတယ်เนาะ USA နဲ့ Costa Rica တလုံးတည်နှလုံး40ရှင်းမကြိုက်ဘူးရအောင်လေးပြကျွန်တော်ဒီဒီနေ့တော့ FIFA World Cup ပဲအာရုံစိုက်ပါမယ်เนาะအဲ့တော့နှစ်ပွဲပဲကျွန်တော်တို့ AC လေးပြောပါမယ်လားမင်္ဂလာပါညီကိုတို့ရေနော် brother ချစ်သွေးမင်္ဂလာ PSC 5Z Messi ဟာဟုတ်ပါမလား brother ရေနော် Messi ကိုပဲအားပေးမယ် brother ကိုကိုချစ် okay ပါ brother ရေနော် shine လေးမင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါဗျအဦးမျက်နှာမင်္ဂလာပါဝင်းဆွေမင်္ဂလာပါမျိုးမင်းစောမင်္ဂလာပါမင်းသွေးမင်္ဂလာပါ brother Izni မင်္ဂလာပါဗျ Inter Miami ဟောကွန်မန်နီရလေဘယ်ရောက်အပေါ်တက်သွားပြီဗျဘယ်ရောက်လဲ ပြောက်သွားပြီ။ Inter Miami တက်မယ်။ Okay ပါ brother Izni เนาะ။ brother Ko Meng မင်္ဂလာပါ။အောင်ကို Meng မင်္ဂလာပါ။ Ule 2.0တဲ့အပေါ်2.0ကိုပြောတာလားမသိပါဘူးเนาะ။ brother Ko Ngai မင်္ဂလာပါ။အဲနေသူလင်မင်္ဂလာပါဗျ။နေဦးမိုးမင်္ဂလာပါ။တန့်စင်မင်္ဂလာပါဗျ။ဒီညတော့ body out ကြီးကြိုက်တယ်တဲ့။ အောက်ပေါ်ဒီကြိုက်တယ်ဗျာ okay ပါ brother ရန်အောင်ဆုရန်အောင်ဆုမင်္ဂလာပါဆက်ဆွဲမယ် okay ပါဗျာညီညီဝင်းမင်္ဂလာပါကိုကူမောင်တရုတ်ပြည်ကနေအားပေးနေပါကျေးဇူးပါ brother ရေနော်အဲဘာကြီးညာမင်္ဂလာပါဇင်ကြီးမင်္ဂလာပါငိမ့်ချမ်းမင်္ဂလာပါ PSC ဘက်ကန်ကျင်တာဗျာကျွန်တော်လည်းကန်ကျင်တာဗျာနော်ဘက်ကန်ကျင်တယ် PSC ကိုလေဘာလို့လဲလက်ရှိ Inter Miami ကိုနည်းနည်းလေး February ဟိုပစားပေးတဲ့အနေအထားမျိုးလေးတွေ့ရတဲ့အနေအထားမျိုးပါဒါပေမဲ့ဒီဘွဲက PSC ကျုံးလောက်တယ်ဗျာနော် နှလုံးတရာရုံးဝင်ရောရတော့တော်တော်ကြီးပြင်းတာเนาะဒါပေမဲ့လေးလုံး40ပေါင်းဆိုတဲ့အနေအထားမျိုးကြောင့် PSC out tip individual 2.5ကျော်နိုင်တယ်ပေါ့လीเนาะအဲ့တော့အဲ့ဒါလေးကို ပြောပါမယ်ဗျအဲ့တော့ daily လမလေးလို့ပါအောင်နော် brother အောင်စီရမင်္ဂလာပါ DLDM မင်္ဂလာပါဖြိုးကြီးမင်္ဂလာပါရတုတ်ကြီးမင်္ဂလာပါဖြိုးလေးမင်္ဂလာပါညီညီဝင်းမင်္ဂလာပါကျော်လင်းထောင်500မင်္ဂလာပါကိုခွန်ကြီးမင်္ဂလာပါအဲ့ brother ကိုမောင်သူမင်္ဂလာပါကိုဦးမင်္ဂလာပါ DL မင်္ဂလာမင်္ဂလာပါတင်ကိုလက်မင်္ဂလာပါ Jane မင်္ဂလာပါဦးမျိုးညွန့်မင်္ဂလာပါဖြိုးဝေမင်္ဂလာပါတန့်စင်အောင်မင်္ဂလာပါဒတ်တမင်္ဂလာပါကိုထင်းမင်္ဂလာပါလှသိမင်္ဂလာပါ brother ရေ brother နိုင်ဝင်းမင်္ဂလာပါတော်စင်ထုမင်္ဂလာပါ Guest the football game မင်္ဂလာပါခွေးကြီးတဲ့မင်္ဂလာပါ brother Bo Ai မင်္ဂလာပါငိမ့်ချမ်းမင်္ဂလာပါစောပုံမင်္ဂလာပါ Na Okay မင်္ဂလာပါကိုဦးမင်္ဂလာပါ Angay မင်္ဂလာပါ Lucky Jam င်္ဂလာပါဇေယဆရာဆရာတော်လာမင်္ဂလာပါအီရန်ကနေအားပေးနေတာဟုတ်ပါမလား brother ရေနော်ကြီးကြက်လို့ brother နော် brother ညီစောမင်္ဂလာပါဇေကြီးမင်္ဂလာဂျိမင်္ဂလာပါစောပုံမင်္ဂလာပါအဲဥဝေမင်္ဂလာပါဂရုံးမင်္ဂလာပါဗျမြန်မာကနေအားပေးနေပါလားโอเคပါ brother ကိုတင်ကြီးမင်္ဂလာပါ lucky jam မင်္ဂလာပါခဲ့အဲ့တော့ကျွန်တော်စလိုက်ရအောင်ပြောတာနော် brother brother တို့ကဘလို့တင်းလဲနော်မိုင်းမျိုး fever အသားပေးအောင်မလား psc ဒါ fever walk up view မလားဘလို့မျိုးတင်းလဲဗျာနော် နည်းလေးလောက်ကြပါအောင်နော်ကဲဒါဆိုတော့ကျွန်တော်စမယ်ဗျာနော်ဒါ wise bomb မှာစောက်ခြင်းတဲ့ niko ရဲ့အနေနဲ့ကလည်း gobi ရဲ့ promo code ဖြစ်တဲ့ gb777 ကိုအသုံးပြုပြီးတော့လေ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက wise bomb မြန်မာ facebook page နဲ့သူတို့ application တို့မှာ website လင်းရဲ့ customer service ကိုခေါ်ယူပြီးတော့လေ94နိုင်သိလို့ရတယ်မေးမြန်းလို့ရပါတယ်နော်အဲ့တော့ line app ထွက်ပြီနော် psc နဲ့ အင်တာမိုင်မီလိုင်းအထွက်ပြီဗျာနော်ဘာကူလာပါကာရက်ရှ်ကလီယာပါတယ်ဒမ်ဘလီမပါသေးဘူးနော်ဒမ်ဘလီကကျိုးနေတော့မှတင်ဟဲ့လားဟောဟောအရင်မှပါပြီဘရာသားတို့ကြီးနော်ဒမ်ဘလီအရင်မှပါပြီနော်ဒူဝေးပါတယ်ဗီဒီညာဘရာဟုစ်နဲ့နာဗက်စ်ပါတယ်တဲ့ဒိုနာရူမာโอเคမက်ဆီပါပါတယ်ဗျာနော်ဆွာရက်ပါပါတယ်နော်ကွင်းလင်းမာဘူးစကွတ်ပါတယ်နော်ကန်ဆင်မာအာလဘာပါတယ်ဆိုတော့အေးစီးပါပဲနော်ဟိုဂိုးပါပဲယူရမယ့်အနေအထားမျိုးပါနော်လက်ရှိလည်းလေးလုံး30ပေါင်းဖြစ်သွားတဲ့အနေအထားမျိုးမှာအင်တာမိုင်မီဂိုးရနိုင်တယ်အင်တာမိုင်မီတကိုးရခဲ့လို့ရှိရင်ဘော်ဒီကြီးအောင်ဖို့ဆိုရင်၃လုံးပြတ်မှရမှာ ဆိုတော့4-1သွားမယ့်အနေထားပေါ့လေ။ Inter Miami ဂိုးမရစရာတော့ဟိုမရှိနိုင်ဘူးပေါ့လေ။ဘာလို့လဲ။လက်ရှိ Inter Miami ဆော့တဲ့ပုံစံကိုကခန်းစစ်ကတောက်လျှောက်ပွင့်နေတာ။ Major League မှာဟိုကတောက်လျှောက်ပွင့်တာ။အဲ့တော့ FIBA ရောက်လာတဲ့အခါမှာလည်းပွင့်တာပဲ။ Pemires လို့မာတဲ့အသင်းများတူးတူးကန်နေဆိုတဲ့က Inter Miami ဆော့ပုံကတော်တော်ကြီးကိုပြောင်းပြန်ဖြစ်နေတဲ့အနေထားပေါ့လေနော်အဲ့တော့လက်ရှိအဲ့ရှိမှာလဲပေါ်တိုအသင်းကို2-1နဲ့ဂိုးပေးထားရတယ်ဆိုတော့ AR လီအသင်းကိုတော့ဇီးဇီးနဲ့ကန်တဲ့အချက် ဟာအဲအာလီကငကိုတဲကတိုက်စစ်အားနေတဲ့အတွက်ခန်းစစ်ပိတ်ဆော်ခြင်းဖြစ်ပါတယ် PSG ကလက်ရှိပြီးခဲ့တဲ့ပွဲမှာတော့ဒါရှုံးပွဲတစ်ပွဲတော့ကြုံတွေ့ခဲ့တယ်နော် Vodafone ကိုအသင်းကို Z1 နဲ့ရှုံးခဲ့ပေမဲ့တီကို၄ကိုရနဲ့တိတ်ထားပါတယ်နော်အဲ့တော့ CK ဆောင်းတာကိုအသင်းကို2-0နဲ့ clean sheet တော့ယူထားတယ်ဆိုတော့လက်ရှိ GE ကနှလုံး80ရုံးဆိုတော့ body ဝင်ရိုးဟာကျွန်တော်တော့ PSG အနေနဲ့ out ထစ်တော့သူတို့အဲ၃လုံးအထိရောက်နိုင်တယ်ဗောနော် PSG ဘတ်ချန်းကကြီးပဲ၃လုံးအထိ ဝင်ဖို့များတယ်ဆိုတော့ဒီမှာ 3C နဲ့ရက်မဲ့တပေါက်ပဲကျွန်တော်ကြောက်เสียရရှိတယ်21နောက်တော့နောက်တစ်ပေါက်က213 C တပေါက်ပဲကြောက်เสียရရှိမယ်လို့ယူဆတယ်ဆိုတော့ကျွန်တော်ထင်တော့ Inter Miami တကိုးရလိမ့်မယ်ထင်တယ်ဗျအဲ့တော့32ရော31ရောဒီလိုမျိုးရလက်လေမျောလင်းလို့ရတာကြောင့်เนาะအခက်မသိရင်လည်းဒါ 4C 5C အထိ BSC ကျုံးနိုင်တဲ့ဂျေးမျိုးဖြစ်တယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်အဲ့တော့လက်ရှိ Louis Enrique အနေနဲ့က Inter Miami အသင်းကိုတော့ဟိုခံစစ်အရင်ကြီးပိတ်ဆို့လောက်မယ်တော့မတင်ဘူး Inter Miami ငကူတဲ့ဟိုကဒီလက်ရှိ လူစင်း line up ကိုကြည့်ရရင်ကို၄လုံး30ပေါင်းက၄လုံးအထိတော့2သိန်းပေါင်းရောင်းနိုင်ကြီးများတယ်ဗျ body ကြီးကအမှန်တိုင်းပြောရင်တော့နည်းနည်းလန့်တယ် PSG တကယ်ကျုံးမဲ့ဂျေးဆိုတော့ Messi ပါတဲ့တစ်ချက်ထင်းနဲ့เนาะ Messi တယောက်ထင်းနဲ့ကန်လို့ရတာမှမဟုတ်တာเนาะအဲ့တော့လက်ရှိ Inter Miami ရဲ့ခြေစွမ်းကတော့ PSG နဲ့မတရားกว่าပါတယ်เนาะတော်တော်ကြီးအဆင်မပြေဘူး Inter Miami ကလीเนาะအဲ့တော့ဘလိုပဲဖြစ်ဖြစ်လက်ရှိ Brazil ဒီ Serie A ထပ်တောင်မှာအဲနည်းနည်းလေးရက်လက်ဆိုးရွားတယ်လို့ပြောရမှာပေါ့เนาะ Major League ကနည်းနည်းလေးအဲကစားပုံရောလက်ရှိ အဲ current form အရာကောအသင်းချင်းအလိုက်ရှင်ရောဒီ major league တဆင့်နိုင်နေလို့ပဲကျွန်တော်တို့ယူဆတာကြောင့်တပတ်က PSG အသင်းဘလို့မှ environment ဘီဟိုကန်နိုင်မှာမဟုတ်ဘူးဗျာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်တော့ဒီဘွဲက3-2-1တပတ်လေးပဲကျွန်တော်တို့ကြောက်စရာရှိမယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်ဒီဘွဲလေးတော့ဂိုးပေါ်ပဲနေပါတယ်เนาะအဲ့တော့ PSG ဂိုးပေါ်ပါဆိုတော့၄လုံးလောက်တော့ ရောက်နိုင်မယ်ထင်ပါတယ်เนาะအရင်ကြီးလဲမပိတ်ကန်ခဲ့ရင်ပေါ့လीเนาะအနီးကပ်ထိပြီးတော့ပိတ်ကန်ရင်လဲမပြောတတ်ဘူးပေါ့ဗျာเนาะအဲ့တော့အနီးကပ်တို့ဘာလို့မထိအောင်တော့ဆူတောင်းအောင်ပါပေါ့လीเนาะဒီဘက်လေးတော့ကျွန်တော်ဂိုးပေါ်လေးပဲကြိုက်ပါလीဗျာเนาะအင်တာမိုင်းမီ PSG ဂိုးပေါ်ပါနောက်တစ်ပွဲကတော့ Bayern Munich နဲ့ Flamengo ပွဲလေးပါဆိုတော့ဒီပွဲလေးလဲစိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့เนาะအဲ့တော့ Brazil Serie အေးမှာဘရာဇီးလီမှာအကောင်းဆုံးအသင်းဟာဖလာမင်ဂိုဖြစ်နေပါတယ်เนาะဘိုဒါဖိုကိုတို့ပါမီရက်ဆိုကောင်းတာထက်ဖလာမင်ဂိုရဲ့တည်ငြိမ်မှုနဲ့လက်ရှိသူတို့ရဲ့ ဟိုဟာထဲမှာအစုဖွဲ့ထဲမှာဖလာမင်ဂို တော်တော်လေးမိုက်နေရပါတော့အဲ့တော့တိုက်စစ်လည်းကောင်းတယ်24ဂိုးထိသွင်းလာတယ်ဘရာဇီးလီမှာအဲ့တော့၄ဂိုးပဲပေးရတယ်ဆိုတော့အပေါင်း20နဲ့ဂိုး difference ကဒါရမှတ်ဒါ24မှတ်နဲ့7ပွဲကစားတပွဲပဲရှုံးသေးတယ်9ပွဲနိုင်3ပွဲတည်နေအဆင့်1မှာရက်တည်နေပါတယ်နော်အောက်ကပါမီရက်ဆိုဖလိုမီနေဆိုနော်ဘူဒါဖိုဂိုတို့ထက်အရန်ကျန်းတဲ့အသင်းဖြစ်ပါတယ်ဆိုတော့တစ်ပတ်ကဘိုင်ယန်မြူးနဲ့ဆိုဘိုင်ယန်မြူးနဲ့မှာကလက်ရှိပြီးခဲ့တဲ့ပွဲမှာဘန်ဗီကာ1စီးနဲ့ပွဲပြီးတာဟာဘိုင်ယန်ကအဲတုန်းကအမှတ်မလိုဘူးတရေရရင်ရပြီဒါပေမဲ့ အရှုံးခံလိုက်တာဟာတပတ်ကဘန်ဗီကာရဲ့ဒီဒီဒီတန်းစင်းဆုံးယုံအားလို့ပဲပြောရမှာပေါ့နော်ဖီဘာမှာဒီဒီဒီလက်ရှိဘိုကာဂျူနီယာနဲ့ဒီအော့ကလန်စီးတီးရဲ့တည်ပွဲဖြစ်လို့ဒါအကယ်၍ဂိုးပြတ်တာ ပွဲပြီးမှဆိုရင်ဒီဘန်ဖီကာအနေနဲ့နိုင်မှဖြစ်မယ်ပွဲဖြစ်တဲ့အတွက်အဲတော့ကဘန်ဖီကာကသူတို့ရေကိုရေကန်ကျုံးခဲ့တဲ့အတွက်သူတို့နိုင်သွားခြင်းဖြစ်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဘိုင်ယန်မြူနစ်ရှုံးတာရှုံးတာပဲပေါ့လीเนาะဒါထဲထည့်ပြောရမှာပါဒါဆိုချစ်မှာဘိုကာဂျူနီယာလိုအသင်းကို2-1နဲ့ဂိုးပေးရတဲ့အချက်တော့ကျွန်တော်သိပ်မကြိုက်ဘူးအော့ကလန်စီးတီးကအင်ဖြေအသင်းဖြစ်တဲ့ပြောတော့เนาะသမုဒ္ဒရာဆုံးမှာအားအနေဆုံးအသင်းဖြစ်တဲ့အတွက်ဒီပွဲကတန်းစီးကဘာမှဘိုင်ယန်ကိုအထင်ကြီးစရာအကြောင်းတော့မရှိဘူးဆိုတော့လက်ရှိကန်ခဲ့တဲ့၃ပွဲကိုကြည့်ရရင်အဲ့လောက်ကြီးတော့မဟုတ်သေးဘူးလို့ယူဆတယ်ဗျာเนาะဘိုင်ယန်မြူနစ်ရဲ့ခြေကကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ ဲ့လောက်ကြီးတော့မဟုတ်ဘူးလို့ယူဆတယ်ဖလာမင်ဂိုချေကမဆိုးဘူးပေါ့နော်ချယ်ဆီကို3-1နဲ့တိတ်ထားတာဟာချယ်ဆီကမကောင်းဘူးဆိုရင်တော့မှဒီဟာဒီချယ်ဆီကနည်းနည်းလေးခြေစွမ်းမနစ်ကတည်းကစာရင်နည်းနည်းလေးပုံပေါ်လာတဲ့အနေအထားလေးတွေ့ရတယ်ပေါ့လေနော်အဲ့တော့လက်ရှိချယ်ဆီကမနေ့ကပွဲမှာလေဒါမဆိုးဘူးပေါ့နော်မနစ်ကိုဇယ်ရင်ကန်သွားတာမဆိုးအဆုံးသက်တွေမသေးကြလို့သာသူတို့ဒါအချိန်ပိုကြီးရောက်ခဲ့တာဆိုတော့ဖလာမင်ဂိုအသင်းကို3-2နဲ့ကန်ခဲ့တဲ့အနေအထားမျိုးမှာလက်ရှိဘိုင်ယန်အနေနဲ့က နှလုံးတော်ပြတ်နိုင်စရာမရှိဘူးလို့ယူဆတယ်။နော်ဒါနောက်ပြီးတော့ကိုပေါင်းကြီးပေါ့။ကိုပေါင်းကြီးက၃လုံး90ပေါင်းဖြစ်တဲ့အတော်နှစ်သိန်းပေါင်းအောင်၃လုံးအထိဘလို့မှမရောက်နိုင်တော့ဂျီမျိုးဖြစ်တယ်လို့ဘူဂီဒီဖွင့်လင်ထားတဲ့အနေအထားဖြစ်ပါတယ်။အဲ့တော့လက်ရှိ Flamingo က LAFC နဲ့ပွဲမှာအမှတ်မလိုတဲ့အတွက်1-1နဲ့သူတို့ရှော်ခဲ့တာဖြစ်ပါတယ်။ရှေ့မှာ Express အသင်းကို2-0နဲ့ပွဲပြီးတဲ့ Chelsea ကို3-1နဲ့တိုက်ခဲ့တဲ့အနေအထားမျိုးမှာတပတ်က Bayern Munich ရဲ့လက်ရှိခြေစွမ်းအရာကျွန်တော်ဒီပွဲလေးတော့ Flamingo ကိုကြိုက်ပါတယ်ဗျာ။နှလုံးတော်မပြတ်နိုင်အောင်ထင်ပါတယ်နော်။60 ၃လုံး60ပေါင်းပါ၃လုံး60ပေါင်းအရာဇုံအောက်တော့ကြိုက်တယ်ဒါပေမဲ့ body က flamingo ကပိုပြီးအဆင်ပြေလောက်မယ်ယူဆတာကြောင့်ကျွန်တော်တို့ပြောလို့ flamingo body ပဲရွေးချယ်ပါတယ်เนาะ okay ပါဒါပါပဲဒီနေ့ကတော့နှစ်ပွဲပါပဲเนาะ mexico နဲ့ဟိုဟာကမနေ့ကအဲဂျီနဲ့တော့နည်းနည်းလေးဆင်း USC ဘွဲကမနီယာမက္ဆီကိုဘွဲနဲ့တော့ဂျီဂျီဘော်ဒီယောကိုပေါင်းဂျီယောဆင်းတယ်ဗောနော်တလုံးတေးမှာဒါနှလုံး30ရုံဖြစ်နေတယ်အတွက်ဒီနှစ်သင်းက USC နဲ့ Costa Rica ကနောက်ဆုံး 2025တလပိုင်း23ရက်နေ့မှာထိတက်တူစမှုဖြစ်တာ။အဲတုန်းကပေးခဲ့တဲ့ကြီးကတလုံး90ရှုံးပေးခဲ့တာ။3ခုပြည့်နဲ့ USC ကနိုင်ပါတယ်။အဲဒီရှိမှာ2022တုန်းကပေးတဲ့ကြီးကအဝေးဝင်းကြီးဒါ level 100ရှုံးပေးခဲ့တာ။အိမ်ဝင်းကြီးတလုံးသိရဖြစ်တဲ့အတွက်ဒီကြီးက USC အနေနဲ့မပြင်းဘူး။ဒါပေမဲ့ပျော်လည်းမပျော်ဘူး။ပေးတဲ့နယ်ကြီးအနေနဲ့ကျွန်တော်စဉ်းစားလို့ရတယ်တလုံးသိရ။အဲ့တော့ USC ဘက်ကပဲနိုင်ဖြစ်ဖို့များတယ်။ဒါပေမဲ့နှလုံး60ရှုံးပေးလိုက်ပြီးဆိုတဲ့က USC အနေနဲ့တလုံးကြော်အောင်သွင်းဖို့ဆိုတာတော်တော်လေးခင်းရင်းသွားတယ်ဗောနော်။ဒါကြောင့်ဒီပွဲကကြီးအနေထားအရာ အဲပြီးတော့ကြီးရောက်ပဲဝင်နိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်ဒါပေမဲ့ USA ကကျွန်တော်မက္ကဆီကိုလောက်ခြေစွမ်းသဘောမကျတဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့မရွေးတော့ဘူးဒီနေ့တော့နော်မရွေးတော့ပါဘူးဒီနေ့တော့ရှောင်ပါတယ်နော်အဲပွဲလေးတော့ဝင်ရမှာတော့ဘီဘောကြီးရောက်ပဲဝင်ရမှာပါဒါပေမဲ့ Costa Rica ရဲ့လက်ရှိခြေစွမ်းကတိုက်စစ်ကြီးအရန်ကြီးကောင်းနေတယ်ဗျနော်အဲ့တော့1-1ဖြစ်နိုင်တယ်လို့အချိန်ကြီး2-1ဖြစ်သွားနိုင်တဲ့အတွက်လည်းအဲဒီပွဲရှောင်သင့်တဲ့ပွဲလို့ကျွန်တော်ယူဆတယ်ဘော်ဒီကျွန်တော်ကြိုက်တာတော့ Costa Rica လေးပါပါလေးကြိုက်နေတယ်နော်ပါပါလေးတော့ကော့စရိုက်ကကြိုက်တယ်ဗောလေဒါမဲ့လေ USC ကတလုံးတည်ရမှာနှလုံး40ရှုံဆိုတော့ B ဘောကအားပူတာတယ်ဗျာနော် USC အောင်ဘောကအားများတာကြောင့်ကျွန်တော်ပြောလို့ရှောင်းလိုက်ပါတယ်နော်မကြိုက်ပါဘူးဗျာနော် Okay ပါကဲအဲ့ဒါဆိုတော့ပြီးပါပြီ brother တို့ကြီးเนาะအဲ့တော့ကျွန်တော်ပြန်ပြောရရင်တော့ဒီနေ့29ရက်6လ2025ရက်ကျွန်တော်တကြောင်းလေးတော့ပွဲဖြစ် body အနေနဲ့ရိုးရိုးပွဲအနေနဲ့ပဲယူပါတယ် star ပွဲတွေမပါသေးပါဘူးဆိုတော့ဒီနေ့မှာဒီနေ့ယူချေထားတဲ့ body နှစ်ကြောင်းကတော့ကျွန်တော်တို့ဒါ PSG 9ပေါ့နဲ့ Flamengo body ဖြစ်ပါတယ်အားလုံးပဲအောင်ကြပါစေညီကိုတို့ကြီးเนาะ ဒါ live လေးနည်းနည်းနောက်ကျသွားတဲ့အတွက်လည်း sorry ပါဗျာနော်ကဲအဲ့တော့ဒီနေ့ဒါကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်းလာစီစောင်းကြလေးဖြစ်ပါစေဗျ good luck ပါဗျာ